ပြည်သူများအားလုံးမင်္ဂလာခင်ဗျာ ISP အမျိုးသမီးကလပ်အသင်းဟာအမျိုးသမီးအာဆာချန်ပီယံလိပြိုင်ပွဲကိုရှေ့စစ်ပွဲအောင်မြင်ပြီးအုပ်စုအဆင့်ကိုဝင်ရောက်ခွင့်ရထားတဲ့အတွက်အမေရိကန်ဒေါ်လာတစ်သိန်းစူးကြီးခံစားခွင့်ရရှိထားပြီးဖြစ်ပါတယ်ခင်ဗျာတကယ်လို့ ISP အမျိုးသမီးကလပ်အသင်းဟာ quarter final အဆင့်စီကိုဆက်လက်တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တော့နောက်ထပ်စူးကြီးအကျိုးခံစားခွင့်အမေရိကန်ဒေါ်လာ၈၀၀၀ထပ်ရမှာဖြစ်ပါတယ် ကိုသိအနေထားနဲ့တဆင်းချင်းအလိုက်မျောလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ပထမဆုံးအဖြစ် quarter final နဲ့တလန်ဝင်းဆိုတာကိုပဲစတင်ပြောကြတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီကနေဆက်ပြီးတော့သမီးတွေ final တက်နိုင်တော့စူဂျီအယူခံစားဝင်းကထပ်ပြီးထပ်ပြီးမြင့်တက်လာမှာဖြစ်ပါတယ်ခင်ဗျဒါမဲ့နိုဘာလ9ရက်နေ့ကိုရောက်ရင်အမျိုးသမီးအာရှချန်ပီယံလိအုပ်စုစဉ်ပွဲစဉ်တွေကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ်နိုဘာလ9ရက်နေ့ကနေနိုဘာလ15ရက်နေ့ထိကျင်းပသွားမှာပါ SB မြို့မီကလပ်စင်ပါဝင်တဲ့ ဒီအုတ်စုစီပွဲစဉ်တွေကိုမြန်မာနိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပဝင်ရရှိထားပါတယ်။ရန်ကုန်မြို့တူဝနာအားကစားကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ။အမျိုးသမီးအာဆက်ချန်ပီယံလိပြိုင်ပွဲမှာအုတ်စု၃ခုပါဝင်တယ်။အုတ်စု၃ခုမှာတအုတ်စုစီမှာ၄သင်းစီပါဝင်တာဖြစ်တဲ့အတွက်စုစုပေါင်းအသင်းက၁၂သင်းဖြစ်တယ်။ဒီတော့ပြိုင်ပွဲဝင်ခွင့်ရတဲ့အသင်း၁၂သင်းဟာတသင်းကိုစုကြည့်ရိုးခန်စားကွင်းအမေရိကန်ဒေါ်လာ တသိန်းစီရရှိထားပြီဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ရှေ့မှာ SB Music Club အသင်းကခြေစပွဲအောင်ပြီးတော့အုပ်စုစဉ်ကိုတက်လန်းနိုင်လို့ American Dollar တသိန်းစူပြေရုပ်ခံစားခွင့်ရရှိထားပြီးပြီလို့ပြောလိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ Quarter Final စစ်စီကိုစပီတက်လန်းနိုင်ခဲ့ရင်တော့စူပြေ American Dollar 8000ထပ်ရမယ်အမျိုးသမီးအာရချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ quarter final စစ်စီကိုအုပ်စု၃ခုစီကနေအုပ်စုပထမနဲ့ဒုတိယရှိတဲ့အသင်းတွေစုစုပေါင်း၆သင်းဒီ၆သင်းက တိုက်ရိုက်တလန်းဝင်ရရှိမယ်။အုပ်စုတတိယရရှိတဲ့အသင်း၃သင်းထွက်ပေါ်လာမယ်။အဲ့ဒီ၃သင်းတွေကအကောင်းဆုံးအုပ်စုတတိယနှစ်သင်းဟာ quarter final ကိုဆက်လက်တလန်းဝင်ရရှိမှာဖြစ်ပါတယ်ခင်ဗျာ။ MV Music Club သင်းဟာကိုမြေကိုရီကိုကွင်ကိုပရိသတ်ရှေ့မှာမှာကစားကွင်းရတာဖြစ်တဲ့အတွက်ဒီအုပ်စုကအုပ်စုချက်ဖြစ်နေတဲ့အတိုင်းအင်ကွင်းအသာချက်ကိုတိတိယောက်အသုံးချပြီးတော့ကစားနိုင်ခဲ့မယ်ဆိုရင်အနေအဆုံးဖြစ်အကောင်းဆုံးအုပ်စုတတိယအသင်းအသင်းစီးရင်ထဲမှာပါဝင်မှုကိုမျှော်လင့်ဝင်ရှိနိုင်လိမ့်မယ်လို့ယူဆမိပါတယ် အဲ့ဒါဆိုရင် quarter final စီကိုဆက်လက်တလန်းခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ semi final အဆင့်စီကိုဆက်လက်တလန်းနိုင်တဲ့အသင်းတွေကတော့တသင်းကိုစူဂျီယူခန်စာခွင့် American Dollar တသိန်း1000စီထပ်ပြီးရရှိမှာဖြစ်ပါတယ် Champion ဖြစ်တဲ့အသင်းကတော့စူဂျီ American Dollar တသိန်းရရှိမှာဖြစ်ပါတယ်ခင်ဗျာဒုတိယရှိတဲ့အသင်းကတော့စူဂျီ American Dollar 5သိန်းရရှိလိမ့်မယ်လို့သိရှိရပါတယ်အမျိုးသမီးအခြား Champion ပြိုင်ပွဲကနေအသင်း3သင်းပေါ့လေ Champion ရဲ့ဒုတိယရဲ့တတိယရဲ့အဲ့အသင်းတွေကတော့ ဖေဖော်ဝါရီကြီးမှုကျင်းပါတဲ့အမျိုးသမီးကလပ်ကမ္ဘာ့ဗလားပြိုင်ပွဲစီကိုဆက်လက်ပါဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျာတ िश ူအပိပြိဿအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ